အားလုံးမင်္ဂလာပါ။နော်လမန်ချန်နယ်ကနေကြိုဆိုပါရစေ။ဒီကနေ့ကျွန်တော်မျှဝေပေးသွားမယ့်အကြောင်းအလေးကတော့မြင်းခွာရွက်ရဲ့အကျိုးအာနိသင်15မျိုးအကြောင်းပဲဖြစ်ပါတယ်။အစာလက်စေးစေးလက်အစာဆိုသလိုလူတိုင်းသိရှိပြီးသားဖြစ်တဲ့မြင်းခွာရွက်ဆိုရင်လဲစေးဘက်ဝင်အစာအစာတစ်မျိုးလည်းဖြစ်ပါတယ်။မြင်းခွာရွက်ဆိုရင်မြင်းခွာရွက်ရိုးရိုးအညာမြင်းခွာရွက်စေးမြင်းခွာရွက်ဆိုပြီးအမျိုးအစား၄-၅မျိုးလောက်ရှိတယ်လို့သိရှိရပါတယ်။ကျွန်တော်တို့စားသုံးနေကြမြင်းခွာရွက်ဆိုရင် တို့စားခြင်း၊တုတ်စားခြင်း၊ဟင်းရည်တောက်ခြင်း၊အစိမ့်လိုက်ကြိတ်ပြီးဖြွေရုပ်တောက်ခြင်းစသဖြင့်ပုံတရံမျိုးစုံနဲ့စားသုံးကြပါတယ်။မြင်းခွက်ရက်ကိုတလားတိတိမပြတ်မကွက် စားသုံးပေးလို့ရှိရင်အယောင်စင်းသွေးသားကောင်းစေပြီး ကျန်းမာဝါဖြူလာစေပြီးတော့၆လလောက်စားသုံးပေးမယ်ဆိုလို့ရှိရင်ကိုတွင်းယောဂပြောက်ကင်ပြီးခွန်အားတိုးစေတယ်လို့ရေးသားပြောဆိုကြပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့မြင်းခွက်ရက်ရဲ့အကျိုးအနည်းသင်အကြောင်းကိုလေ့လာကြည့်လိုက်အောင်။နံပါတ်၁ မှတ်ညံတိုးတက်စေခြင်းမြင့်ခွာရဆိုရင်အုံနောက်မှတ်ညံအတွက်မရှိမဖြစ်လိုအပ်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်အုံနောက်ထက်ကအောက်ဆီဂျင်ဓာတ်တို့ပစ္စည်းတွေကိုဖွင့်ဖြူလာစေပြီးမှတ်ညံတွေကိုတိုးတက်စေနိုင်ပါတယ်နံပါတ်၄စိတ်ဖိစီးမှုကို တိုက်ဖြတ်ပေးနိုင်ခြင်းမြင့်ခွာရဆိုရင်စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ဟော်မုန်းထုတ်လွှတ်ခြင်းကိုရောကြစေနိုင်တာကြောင့်နေ့စဉ်လူနေမှုဘဝမှာခံစားရတဲ့စိတ်ဖိစီးမှုတွေကိုတိုက်ဖြတ်ပေးနိုင်ပါတယ်နံပါတ်၃ သွေးလက်ပတ်မှုအားကောင်းစေခြင်းမြင့်ခွာရရဆိုရင်မျိုးရိုးဗီဇအရပြဿနာတွေနဲ့သွေးလက်ပတ်မှုဆိုင်ရာလှုပ်ဆောင်ချက်တွေကိုကူညီပေးနိုင်ပြီးတော့သွေးကြောတွေနဲ့သွေးလက်ပတ်မှုစနစ်ကိုအားကောင်းစေပါတယ်။နံပါတ်၄အာယုန်ကြောဆိုင်ရာယောဂများကိုကာကွယ်ပေးနိုင်ခြင်းမြင့်ခွာရရဆိုရင်အိပ်စက်ခြင်းမမှန်ခြင်းကဲ့သို့အာယုန်ကြောစနစ်ကမကမဖြစ်ခြင်းကိုတတ်တာစေနိုင်ပြီးအာယုန်ကြောဆိုင်ရာယောဂတွေကိုလည်းတတ်တာစေနိုင်ပါတယ်။နံပါတ်၅ အဆင့်မြင့်နာကျင်မှုကိုတတ်တာစေခြင်းမြင့်ခွာရဆိုရင်အဆင့်ရောက်ယောဂအတွက် စေတမျိုးဖြစ်ပါတယ်လိလတွေးရှိချက်တွေအရမြင့်ခွာရမှာရောင်ရမ်းမှုကိုတတ်တာစေတဲ့ဓာတ်တွေပါဝင်တာကြောင့်မြင့်ခွာရစားသုံးခြင်းကအဆင့်မြင့်ရောင်ရမ်းခြင်းတွေကိုတတ်တာစေနိုင်တယ်လို့ဆိုပါတယ်မြင့်ခွာရကအယိုးနုတွေနဲ့အယိုးတွေတိုက်စားခံရပြီးအယိုးပါခြင်းအန္တရာယ်ကိုလည်းလျှော့ချပေးနိုင်ပါတယ်နံပါတ်6သွေးတွင်တခြားဓာတ်ကိုထိန်းညှိပေးခြင်းမြင့်ခွာရဆိုရင် တွေးထက်ကတကြားတက်ကိုထိန်းကြီးပေးနိုင်တာကြောင့်စီဂျိုသမားတွေအတွက်အထူးသက်တော်တဲ့အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။နံပါတ်9အနာကျက်အမြန်စီချင်းမြင်းခွာရဆိုရင်ခလေးတွေမှာမတော်တဆဖြစ်တတ်တဲ့အနာတရမျိုးတွေကိုအနာကျက်အမြန်စီပါတယ်။မြင်းခွာရကိုစားသုံးတဲ့အခါကုခန့်အားကောင်းစေပြီးကုဆတ်မှုကိုတိုက်ဖြတ်ပေးနိုင်ပါတယ်။ဒါ့အပြင်ရုတ်တရက်ထိခိုက်ရှာနာဖြစ်တာထိခိုက်မိပြီးရောင်ရမ်းရရဲ့အတွက်လည်းမြင်းခွာရကိုကြိတ်ပြီးလိမ့်ပေးနိုင်ပါတယ်။ နံပါတ်၈အရေပြားဆိုင်ရာကျန်းမာရေးအတွက်ကောင်းမွန်စေခြင်းအရေပြားယောဂများအတွက်မြင့်ခေါ်ရဲ့အရေကိုတုံ့လင်းပေးခြင်းဖြင့်တတပြောက်ကင်းစေနိုင်ပါတယ်။အိုမင်းရေရောခြင်းကြောင့်အသားရေပျက်စီးခြင်းနဲ့အရေအကြောင်းတွေကိုလည်းတတစေနိုင်ပါတယ်။နံပါတ်၉စီးရွှင်စေခြင်းမြင့်ခေါ်ရဲ့ကိုအရေညှင့်ပြီးတကြားပြားရည်တို့နဲ့ရောဆက်ပြီးတောက်တုံပေးမယ်ဆိုလို့ရှိရင်စီးရွှင်စေပြီးတော့စီးပူတာစီးကျင်တာစီးအောက်တာတွေနဲ့ သွေးဝမ်းသွားခြင်းကိုလည်းတတပြောက်ကင်းစေနိုင်ပါတယ်။နံပါတ်30ချောင်းဆိုးရင်ကျက်ခြင်းကိုတတစေခြင်းကလေးငယ်တွေအေးအေးမိလို့ချောင်းဆိုးရင်ကျက်တာဖုန်တွေရှူမိလို့ချောင်းချောင်းဆိုးတာတွေအတွက်လည်းမြင်းခေါရဲကိုအရင်ညှစ်ပြီးလက်ဖက်စာစွန်တစွန်းခက်ကိုတိုက်ပေးလို့ရှိရင်တတပြောက်ကင်းစေနိုင်ပါတယ်။နံပါတ်71သွေးတို့ယောဂကိုတတစေနိုင်ခြင်းမြင်းခွက်ရက်ကို အချောက်လှန်ပြီးအရွက်ချောက်ကိုယူနေချမ်းတဲ့လက်ဖက်ချောက်ကတ်တယ်လို့ခတ်တော့ပြီးလို့ရှိရင် သူတို့ယောဂကိုတတ်တာစင်နိုင်ပါတယ်။နံပါတ်7ခွန်အားတိုးစီခြင်းမြင်းခေါရက်ကိုအည်ညစ်ပြီးတကြားပြားရည်တို့နဲ့ရောဆက်ကနေ့စဉ်တတ်သုံးပေးမယ်ဆိုလို့ရှိရင်ခွန်အားကိုတိုးစီနိုင်ပါတယ်။နံပါတ်7စပင်ကိုနတ်မောင်တန်ဆွမ်းစီခြင်းမြင်းခေါရက်ကိုနေ့စဉ်စားသုံးပေးခြင်းအဖြစ်ဖြူနေတဲ့စပင်ကိုပြန်လည်နတ်မောင်လာစေတယ်လို့လည်းသိရှိရပါတယ်။နံပါတ်14မျက်စိနှာခြင်းကိုပျောက်ကင်းစီခြင်း မြင်းခါရဲ့အစိမ်းကိုကြိတ်ပြီးအဝတ်ပါပါမှထဲကမျက်စိပေါ်တွင် အုံပေးခြင်းသို့မဟုတ်အရင်ညှစ်ပြီးမျက်စိတွင်ခတ်ပေးခြင်းဖြင့်ပြင်းထန်စွာမျက်စိနာခြင်းမျက်စိကျဉ်ခြင်းများကိုပျောက်ကင်းစေတယ်လို့သိရှိရပါတယ်။ဒါအပြင်မြင်းခါရဲ့ကိုပုံမှန်စားသုံးပေးမယ်ဆိုလို့ရှိရင်မျက်စိကျန်းမာရေးအတွက်ကောင်းမွန်စေတယ်လို့သိရှိရပါတယ်။နံပါတ်5နှင်းချိုက်စွာအိပ်ပျော်စေခြင်းမြင်းခါရဲ့ကိုအရိတ်ထမ်းမှအချောက်ခံပြီးအမှုတ်ကျိတ်က ပြားရည်နဲ့စားတူရောဆက်ပြီး ညာအယဝင်းချိန်မှာစားသုံးပေးလို့ရှိရင်နှစ်ချိုက်စွာအိပ်ပျော်စေနိုင်တယ်လို့သိရှိရပါတယ်ဒီကနေ့ကျွန်တော်မျှဝေပေးသွားတာကတော့မြင်းခေါ်ရရဲ့အကျိုးအာနိသင်15မျိုးအကြောင်းပဲဖြစ်ပါတယ်